ဇူလိုင်လ9ရက်နေ့ကဟောင်ကောင်ဒေသကိုရောက်ရှိလာတဲ့တရုတ်လေယာဉ်တင်သင်မော်ကြီးလျောင်နှင်းဟာတရုတ်ပြည်မှကြီးနဲ့ဟောင်ကောင်ဒေသတာဝန်ရှိသူတွေကိုကြိုဆိုတဲ့အခမ်းအနားတစ်ခုကိုကြီးကြဲခမ်းနားစွာပြုလုပ်ခဲ့တယ်လို့သိရပါဗျ။တရုတ်ပြည်သူနိုင်ငံရေးအတိုင်ပင်ခံ conference CPPCC ရဲ့အမျိုးသားကော်မတီဒုဥက္ကဋ္ဌဖြစ်သူ တုံချီဟွာဟိုဟူဟွာ လျှံချမ်းရင်ဟောင်ကောင်အထူးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအုပ်ချုပ်ရေးမှူးကာယီလန်နဲ့တရုတ်ဗဟိုအစိုးရအဆက်ဆံရေးယုံညွှန်ကြားရေးမှူးကျန်းရှောင်မင်းတို့အပါအဝင်အစိုးရအရာရှိအများပြားကအဲ့ဒီအခမ်းအနားကိုတက်ရောက်ခဲ့တယ်လို့သိရပါဗျ။ဟောင်ကောင်ဒေသရဲ့နာမည်ကျော်ဗစ်တိုးရီးယားစိတ်ကန်းအနီကပင်လယ်ပြင်မှာကြောက်ချရနာချတဲ့လင်းတင်တင်မော်ကြီးလျောင်းနေတဲ့အတူဖြတ်တင်မော်ကြီးနန်းနဲ့ရင်ချွန်း frigate စစ်တင်မော်ရန်တိုင်းတို့လည်းလိုက်ပါလာခဲ့တာဖြစ်ပြီးအဲ့ဒီလေရင်တင်တင်မော်ကြီးပေါ်မှာ J15 တိုက်လေရင်အုပ်စုနဲ့ရဟတ်ယာဉ်တွေကိုတင်ဆောင်လာခဲ့တာလည်းဖြစ်တယ်လို့သိရပါဗယ်။ဟောင်ကောင်ဒေသအနေနဲ့မိခင်နိုင်ငံရဲ့အုပ်ချုပ်မှုအောက်ကိုပြန်လည်ရောက်ရှိလာခဲ့တဲ့နှစ်20ပြည့်အချိန်မှတစ်စိတ်တစ်ဒေသအဖြစ်လေရင်တင်တင်မော်ကြီးလျှောက်နေဦးဆောင်တဲ့စစ်တင်မော်အုပ်စုဟာဟောင်ကောင်ကိုရောက်ရှိလာခဲ့တာလည်းဖြစ်ပါဗယ်။ တရုတ်ပြည်သူလူမျိုးရေးတပ်မတော်ရေးတပ်ကုကဲရေးမှုနဲ့အဲ့ဒီစစ်သင်္ဘောအုပ်စုရဲ့တပ်မှုဖြစ်သူဒင်ဂျီကတရုတ်ရေးတပ်မတော်ဟာစစ်လက်နက်ပစ္စည်းမျိုးစုံနဲ့ပေါင်းဆက်ဖွဲ့စည်းထားတဲ့ခင်မီတပ်မတော်တရက်ဖြစ်လာခဲ့တယ်လို့အမေနိုင်ငံကိုကာကွယ်ပေးနေတဲ့အရေးပါတဲ့မဟာပြူရမြောက်အင်အားစုတရက်လည်းဖြစ်လာခဲ့ပါပြီ။ဒါအပြင်တရုတ်နိုင်ငံရဲ့အချုပ်အခြာပိုင်နက်နယ်မြေပင်လယ်ရေကြောင်းတွာလာမှုအခွင့်အရေးနိုင်ငံရဲ့ပြည်ရင်းပြည်ပအကျိုးစီးပွားနဲ့လုံခြုံရေးကိုကာကွယ်ဆောက်ရှောက်ရမှာလေအဓိကကျတဲ့အခန်းကဏ္ဍတရက်မှာရှိနေတာဖြစ်တယ်လို့အဲ့ဒီ ခန္ဓာမှာပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးဟောင်ကောင်ပြည်သူတွေအပါအဝင်တရုတ်နိုင်ငံသားအလုံးကိုလည်းစိတ်အားထက်သန်မှုအပြည့်နဲ့အမြဲတမ်းကာကွယ်စောင့်ရှောက်သွားမှာဖြစ်တယ်လို့လည်းသူကပြောပါတယ်။ဒါအပြင်ယခုသတင်းပတ်အကောင်မှာဟောင်ကောင်ပြည်သူ9000ခန့်ဟာအဲ့ဒီလေရင်တင်တင်မောကြီးနဲ့အခြားတင်မောတွေဘက်ကိုလေပတ်ကြည့်ရှုခွင့်ရရှိမှာဖြစ်တယ်လို့လည်းသိရပါတယ်။